လိုင်းသားရမှာလူငယ်တယောက်ကားပေါ်အဆင်းပြီးအသေးကင်းမဲ့စွာလမ်းဘေးထိုင်နေလို့အနေမလူများကဝိုင်းဝန်းကူညီမင်းလာပါအော်ဒီယိုဘိုင်းစော်နေကနေကြိုးဆိုပါတယ်ဒီတစ်ခါမှာတော့တက်တက်မှာတွေ့ရတဲ့ဗီဒီယိုလေးတစ်ပုဒ်ကို ပြန်လည်ဝင်မြပြင်မှာဖြစ်ပါတယ်လိုင်းသားရမှာလူငယ်လေးတယောက်ကားပေါ်အဆင်းပြီးလမ်းဘေးမှာအသေးကင်းမဲ့စွာနဲ့ထိုင်နေလို့အနေရလူများကဝိုင်းဝန်းကူညီပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ဖြစ်တာကတော့ 2025ခုအောက်တိုဘာလ20ရက်နေ့ရဖြစ်ခဲ့တာပါဘလို့လဲဆိုတော့အခုပုံနဲ့ပါတဲ့လူရွယ်တယောက်ကအတိကင်းမဲ့တဲ့ပုံစံနဲ့လမ်းဘေးနေပူထဲမှာဒီတိုင်းကြီးထိုင်နေပါတယ်အဲ့ဒါကိုသတိထားမိသူတွေကဝိုင်းဝန်းကူညီကြတာပါလူကမျောနေတယ်လို့မျိုးခေါမရပြောမရနဲ့ဖြစ်နေတာပါခေစကားနဲ့ပြောရရင်တော့တိုစေးမိရလို့ပြောရမယ်ထင်ပါတယ်အဲ့ဒီနေရာက ကားတက်စင်းလို့တဲ့ကားခိတ်ဖြစ်တာကြောင့်လိုင်းကားပေါ်ကအစင်းဖြစ်တာလို့ယူဆရပါတယ်။ဒါကိုအနေရလူတွေကမြင်ပြီးဘယ်လိုမှခေါ်မရမေးမရလို့လူကိုဝိုင်းဝန်းမပြီးတော့နေရိပ်ထဲရွှေ့ကြပါတယ်။ပြီးတော့ဘသူဘဝမှန်းသိအောင်နဲ့ဘလို့ဆက်သွယ်ရမလဲသိအောင် သူကဘမှာရှားဖွေတဲ့ခါမှာတော့ဝန်တန်းကနဲ့ဖုံးတွေ့ရလို့ဆိုပါတယ်။ဖုံးကပတ်စဝတ်ခံထားပေမဲ့ကံကောင်းစွာနဲ့ဖွင့်လို့ရသွားပြီးမှတ်ထားတဲ့ ဖုန်းခေါ်ထားတဲ့အထက်ကသူ့အစ်ကိုခေါ်ပြီးအကျိုးကြောင်းပြောကသူ့မိသားစုစီဆက်သွယ်ချင်လို့သိရပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့သူ့မိသားစုကလာရောက်ခေါ်ဆောင်သွားကြောင်းသိရပါတယ်။အဲ့ဒီမိသားစုကလာခေါ်တဲ့အထိသူကသတိမလဲသေးတာကြောင့်စိုင်းကေဘောမနှဲဝိုင်းပြီးတော့တင်ပေးလိုက်ကြရတယ်လို့သိရပါတယ်။ကိုညီပေးချသူတွေရဲ့ပြောစကားအရတိုစေမိတယ်လို့ပြောကြပါတယ်။ဒါပေမဲ့ဖုန်းတော့ပါမသွားဘူးဆိုတော့ ဘလို့လဲဆိုတာအတိအကျမသိရပါဘူး။ဘာပဲဖြစ်ဖြစ်လူကောင်းနေနဲ့တွေ့လို့နေလည်နေခင်းမို့လို့တော်သေးတယ်ပြောမှာပါ။လောကမှာဒီလိုမျိုးအခက်ခဲကြောင့်ရင်ဝိုင်းဝန်းကိုညီရက်လူတွေလည်းရှိပါသေးတယ်ဆိုပြီးတော့လည်းဝမ်းသာရပါတယ်။အဲ့တော့အခုခေတ်လူငယ်လူရွယ်လူကောင်းတွေလည်းအဆဆရရသတိထားကြပါလို့ပြောချင်ပါတယ်။ဘလို့နင်းနဲ့လည်းမသိပေမဲ့လူကိုအသေးစိတ်ကင်းမဲ့စေတဲ့ တော်စဲလို့အလွဲခေါ်တာမျိုးကရှစ်ကိုရှိနေတယ်လို့သုံးသပ်ရမှာပဲဖြစ်ပါတယ်။အခု TikTok မှာတွေ့တဲ့ဗီဒီယိုလေးကို ပြန်လည်ဖွင့်ပြပေးပါမယ်။ဟုတ်ကဲ့ဟုတ်ကဲ့နာနာတော့ရရဲ့ဝေးဆုံးမမြင်ရဘူးနာနာတော့ရရဲ့ရှေ့တိုင်းရှေ့တိုင်းဘာမနေနဲ့တိုင်းရရဲ့

ောင်းလေးရေးတော့မလားရေးရေးဟဲ့အဲ့လိုမျိုးခေါ်လိုက်ပါဘာလို့ဘူးရေးခေါ်မလားဘူးရေးခေါ်လိုက်ပါကဲဗီဒီယိုလေးကတော့မြင်လိုက်တဲ့အချိန်ပါပဲအသက်20ကျော်ဝန်းကျင်လူငယ်တယောက်ဖြစ်မဲ့ထင်ပါတယ်ကံကောင်းစွာနဲ့လူကောင်းတွေနဲ့တွေ့ပြီးတော့ဒါကြီးကြီးမားမားအနေနဲ့မရှိဘဲနဲ့အိမ်ပြန်ရောက်သွားရလို့ပြောရမယ်ထင်ပါတယ်ဒီလိုယောက်ျားလေးအွယ်တွေတော်မှဒါ တတိထားရမယ့်အနေထားဖြစ်နေရဆိုတော့ကြံတဲ့ကလေးတငယ်တွေအမျိုးသမီးတွေဆိုတော့ပြောမနေပါတော့နဲ့အဲ့ဒီတော့ခုခက်ခုခါအနေထားရဘလို့မှလုံခြုံတဲ့ဘေးကင်းတဲ့အနေထားမဟုတ်တဲ့အတွက်အားလုံးပဲတတိတတိထားပြီးတော့နေထိုင်ကြပါလို့အကြံပေးလိုပါတယ်တို့ဈေးဆိုတာကဘလို့ပဲမရှိဘူးပြောပြောပတ်ဝန်းကျင်မှာတော့မြင်နေကြားနေတွေ့နေရပါတယ်အဲ့တော့ သတိထားတယ်ဆိုတာပိုတယ်မရှိပါဘူးအဆုံးထိအောင်ကျေးဇူးပေးကြသူအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲဘေးပြားတွေဝေးကွာကြပါစေဗျာ